လင်တန်ကြောင့်ဖရားတွေတော်တော်များများပြည့်စည်တော့ပါတယ်ဒါကုသရမှာတော့စီဒီပေါင်း89စုကအကောင်းမဲ့ကြံခဲ့ပြီးတော့650ကပြည့်စည်တော့ပါတယ်ရှေးနှစ်ပေါင်းများစွာကရှိခဲ့တဲ့160ရှိတဲ့အသားတကားကြီးကတော့နည်းနည်းတိုင်းပဲကျွန်တော်တို့ပြည့်စည်တော့ပါတယ်တရားကကျွန်တော်တို့ UNESCO ကိုကျွန်တော်တို့2013ခုနှစ်က UNESCO ဝင်ခဲ့တာပါ ာနာမုနီယောဂတော်ကြီးထားတဲ့ခန္ဓာကိုယ်ကြီးကတော့ရှေးဟောင်းလက်ရပါရှေးလက်ထက်ကခြားတဲ့လက်ရောင်ခဲရတော့ပြည့်စည်သွားပါတယ်စိတ်မှုတော့ကွေးသွားတယ်ညမနာတော့လည်းကြံနေခဲ့တယ် ောတော့မာလောကမာရစီကုသတော်ဖရာရဲ့နော်တော့ပဲအထွေထွေတွင်ရင်ဦးမျိုးဝင်းနိုင်ဖြစ်ပါတယ်လင်းတန်ကြောင့်ဖရာတွေတော်တော်များများဖြစ်စည်းတော့ပါတယ်ကျွန်တော်တို့ဖွဲ့တွေလည်းစိတ်မကောင်းဖြစ်ရပါတယ်နော်ပြီးပါရွှေကျွန်တော်တို့ခုလိုဖြစ်ရတဲ့အကြောင်းရင်းအလည်းပဲလင်းတန်ပြင်းထန်တာရယ်ဓမ္မစီဒီဒီအားလုံးကလည်းပဲနှစ်ပေါင်း160ကျော်ရှိတဲ့အတွက်ဒါရှိဟူရှိရန်လက်ရည်တွေနဲ့အနေထားကြမှုလူပြည့်ပြည့်စည်ရတာပါဒါကုသတော်မှာတော့စီဒီပေါင်း ရန်ဒမစရီပေါင်း929စုရှိတာကျွန်တော်တို့89စုကအကောင့်မဲ့ကြံခဲ့ပြီးတော့650ရာပြည့်စည်သွားပါတယ်ကျွန်တော်တို့အိမ်မှာပြင်မဟုတ်ဘူးရှစ်ခုအာယုံကန်၄ခုစလုံးကအနှဲငယ်စီပြည့်စည်သွားပါတယ်တောင်မဲ့ရှေးနှစ်ပေါင်းများစွာကရှိခဲ့တဲ့160ရာရှိတဲ့အသားတကားကြီးကတော့နင်းတဲ့အတိုင်းပဲကျွန်တော်တို့သူ့ရဲ့ဝိတ်ကိုခုံပြီးတော့ ဖြည့်ဆည်းသွားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဟိုသမို့လည်းသိရပေါ့ဒါဆိုတာ UNESCO UNESCO ဝင်မှာဟုတ်ပါတယ်ဟုတ်ကဲ့ဘုရားကြီးတဆူဖြစ်ဟုတ်ပါတယ်ဟုတ်ပါတယ်ပြောပြပါအောင်ရှင်အကျွန်တော်တရားကကျွန်တော်တို့ UNESCO ကိုကျွန်တော်တို့2013ခုနှစ်က UNESCO ဝင်ခဲ့တာပါနော်2013ခုနှစ်က UNESCO ဝင်ခဲ့တဲ့ဘုရားကြီးဖြစ်ပါတယ်အဲကျွန်တော်တို့ဒါဟိုပြုပြင်ထိန်းသိမ်းမှုအပိုင်းနေလည်းပဲကျွန်တော်တို့မကြသေးခင်လုတ်တော့မှာပါလုတ်တော့မှာဆိုတော့ကိုတော်တော်ဆယ်ဆယ်ဟိုဘုရားဘူးများ ဖူးလို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့စောစောလုံးပြန်ဟိုအမိုက်တည်အများကိုရှင်းလင်းနေရရှိပါတယ်ရှင်းလင်းနေရရှိပါတယ်ကျွန်တော်ပြင်ဆင်ခြင်းကိစ္စတော့ကျွန်တော်တို့ကဒါ UNESCO ဝင်ဖြစ်တဲ့အတွက်ရှေးအောင်သူတည်တန်းနဲ့ကျွန်တော်တို့ညှိနှိုင်းပြီးမှပူးပေါင်းပြီးတော့ပြုပြင်ရမှာဖြစ်ပါတယ်ဒီကျွန်တော်တို့ဒါရှေးအောင်အမွေနဲ့ကလည်းရှေးအောင်အတိုင်းထားမှာပဲကျွန်တော်တို့တွေကခုဟာကိုတော့မှဒါဟိုခွင့်ပြုချက်တောင်းအောင်မှာပါကျွန်တော်တို့ဒါတွေကိုအစ်စ်ပြန်လုပ်ဖို့ဆိုတဲ့ဟာနဲ့ပြုပြင်ထိမ့်သိမ့်နဲ့စနစ်ပဲကျွန်တော်လုပ်အောင်မှာပါ ဆန္ဒမူနီဘက်မှာရောဘယ်လိုမျိုးအထိခိုက်ပြည့်စည်ရှိလဲအဲဆန္ဒမူနီဆန္ဒမူနီကတော့အဲလိုစိတ်ဝူးတော့ကွေးသွားတယ်ညမနာတော့လည်းကြံနေခဲ့တယ်အဲ့ဒီလုံရက်တော်ပေါ့နော်လုံရက်တော်တပတ်လုံးမှာကျွန်တော်တို့ထိသွားတာပေါ့နော်ဟိုတော်တော်လေးကိုပြင်ထန်တဲ့အတွက်လှုပ်ရမ်းသွားတဲ့အတွက်ကျွန်တော်တို့ခန္ဓာကိုယ်တည်တဲ့ကြီးကတော့ပြိုသွားပါတယ်ဟောဆရာစီဆရာကျုပ်ဘွားတော်ကြီးထားတယ်နော်ဆန္ဒမူနီကျုပ်ဘွားတော်ကြီးထားတဲ့ခန္ဓာကိုယ်တည်ကတော့ရှေးဟောင်းလက်ရပါရှေးလက်ထက်ကထားတဲ့လက်ရအဲ့ရတော့ပြည့်စည်သွားပါတယ်ဇီဒီဘောင်းကတော့ 96စုပဲကောင်းပါတယ်1680ရှစ်စုပျက်စီးသွားပါတယ်အဲ့ဒီမှာလည်းအပျက်စီးများပါတယ်ဟုတ်ကဲ့ပျက်စီးများပါတယ်ဟုတ်အဲ့အဲ့ဒီအရာလေးကတော့ဟိုဘုရားအကြောင်းဘုရားမသိဘူးအဲ့ဒီမှာအထီးကိုက်အလူသေးအပြက်မရှိပါဘူးအပြက်စီးမရှိပါဘူး ဒီအားလုံးကလည်းပဲဟိုမြေပြင်လည်းဖြစ်တဲ့အတွက်ပေါ့နော်အားလုံးပြေးသွားပြီးတော့အတန်ကြီးကိုဟိဟိမိတော့ကိုလာတာအဲ့လိုမျိုးဆွတ်တဲ့အတွက်လူတွေအားလုံးရှောင်းနိုင်တိမ့်နိုင်ခဲ့ပါတယ်အဲအဲအများအဆုံးပေါ့နော်ခုမျော်ခွင့်ရရှိဖို့အတွက်ကိုပေါ့ဒါကျွန်တော်တို့ရှီအောင်သူတင်နာနဲ့ပူးပေါင်းပြီးတော့တော့စူးစမ်းပြီးတော့အများဆုံးဖျားမှုတွေခုနိုင်ဖို့အတွက်ကိုကျွန်တော်ကောဘကဘွဲ့တော့စူးစမ်းဆောင်ရွက်ပါမယ်လို့အရင် ရှေးအောင်တိုင်းလေးပဲထိမ့်သိမ့်မှာပေါ့ဟာအရင်ရှေးအောင်တိုင်းထိမ့်သိမ့်မှာပါရှေးမှုမပြတ်လေးပေါ့နော်ရှေးမှုမပြတ်လေးကျွန်တော်တို့ဟိုပြုပြင်လို့ရတာပြင်မှာထူးရတာကလေဒီ929စုလုံရော1984စုလုံကကြောက်စာတွေလုံးဝမပြည့်စည်ပါဘူးဟုတ်တယ်အဲအဲ့အလေးကတော့တကယ်ထူးခြားပါတယ်ကျွန်တော်တို့ရဲ့ဈေးဒီအရန်ဈေးဒီတွေပဲပြည့်စည်တာပါကြောက်စာတွေတွေမပြည့်စည်ပါဘူးအကွဲရလေးတောင်မတွေ့ဘူးเนาะအကြောက်ကြောက်စာတွေလုံးဝအကောင်တိုင်းပါပဲဟုတ်တယ်